ဟုတ်ကဲ့ဒူရဒူမရအားလုံးမင်္ဂလာပါနော်ဒီနေ့ဦးလေးပြောပြနေတဲ့အကြောင်းလေးကဘာလဲဆိုရင်ဝတွင်သင်ရင်ဝတွင်လှန်ဆူးနေလတ်၎င်းလန်သည်ဘယ်ရက်ကပြည်သနီးဘယ်လူလူမျိုးကပြည်သနီးဘာကြောင့်ပြည်သနီးပြည်လိုက်တဲ့မြားကဘယ်လိုမျိုးစားနီးအဲ့ဒါတွေကိုတွေးနေမဲ့စားတဲ့ရင်ဝမှာရှိတဲ့လှန်ကို ဆွဲနှုတ်ပြီးတော့တဲ့ဆေးအရင်ကုအပ်၏တဲ့နော်ဒီတကားကဘာလဲဆိုတော့ဥလေးတို့တချို့တူတွေတူမတွေကနော်ပြောကြတယ်နော်ငါနော်လူဘဝဆိုတော့ဘယ်ကစသလဲဘဝတွေကဘယ်ကစသလဲလူကဘယ်ကစဖြစ်သလဲနော်လူတွေကဘယ်လိုဘဝတွေအစပြုခဲ့သလဲနော်အဲ့ဒါတွေမေးတဲ့လူနဲ့တွားတူတာပေါ့နော် အဲ့တော့အဲ့လိုလူတွေဘယ်ကစပြစ်တဲ့ငါးကဘယ်နေရဘယ်ဘဝစတဲ့မြတ်စွာဘုရားဘယ်ဘဝစခဲ့တဲ့ဘယ်ပုဂ္ဂိုလ်ဒီဘယ်ဘဝစခဲ့တဲ့စတာကိုသိဖို့တယ်ယခုဦးလေးတို့မြတ်စွာဘုရားရှင်ကအများကြီးဟောသလိုနော်ဝိပဿနာတရားတွေကိုကြိုးစားအားထုတ်ဖို့အရေးကြီးတယ်ဝိပဿနာတရားတွေအားထုတ်မယ်ဆိုရင်ယခုဝိမု ക്തി ခေကြီးမှာနော်သောရပန်တရာကအနာကံယဟန္တာတွေဖြစ်နိုင်တယ်ဆိုတာနော် အဲ့တော့ခုနလိုနော်မြားကဘယ်ရက်ကပြည်သနီးနော်ဘယ်လိုမျိုးစားနီးဘယ်လိုလူမျိုးကများပြည်သနီးညားကဘယ်လိုညားမျိုးစားဘယ်လိုနီးစဉ်းစားနေတဲ့လူနဲ့တွားတူတာပေါ့နော်နော်လူဘဝဘယ်ဘဝစတဲ့ငါဘယ်ဘဝစတဲ့ငါဘယ်လိုဘဝစတဲ့ဘယ်မြတ်စွာဘုရားဘယ်ဘဝစတဲ့ဘယ်ဘဝစတဲ့ဆိုတယ်နော်ဘယ်ဘဝစပြည့်တယ်လူတွေဘယ်ဘဝစပြည့်တယ်လို့ စဉ်းစားတဲ့လူဟာနော်အချီးနှီးဖြစ်တယ်ဆိုတာကိုနော်ဒီမြားဥပမာနဲ့နော်ဥရိယဥပမာပေးပြီးတော့ပြောပြပါတော့အားလုံးကျေးဇူးတင်ပါတယ်သာရုသာရုသာရု